ငလင်တန်ခန်းစားခဲ့ရတဲ့ဒေတာတွေမှာဂျပန်ကုမ္ပဏီတစ်ခုက Instant House တွေဆောက်လုပ်လိုရန်ဖို့စီစဉ်နေရလို့သိရပါဗျ။မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်နေပြည်တော်မန္တလေးစကိုင်းစားတဲ့ဒေတာတွေမှာလူသေဆုံးမှုတွေနဲ့နေအိမ်တိုက်တာပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့သိရပါဗျ။ငလင်တန်ခန်းစားခဲ့ရတဲ့ဒေတာတွေမှာ Instant House တွေဆောက်လုပ်လိုရန်ဖို့ဂျပန်နိုင်ငံ Leafu Architect Company Limited ကစီစဉ်နေတာဖြစ်ပြီး လက်တလုံးမှာငလင်တန်တဲ့ဒေတာတွေရဲ့မြေပြင်အခြေအနေတွေကိုစစ်တမ်းကောက်ယူတာတွေလှုပ်ဆောင်ပြီးဖြစ်တယ်လို့သိရပါတယ်။ငလင်တန်တဲ့ဒေတာတွေကိုမြေပြင်ကွင်းဆင်းမှုတွေလှုပ်ဆောင်ပြီးပါပြီ။အိမ်တွေပြိုကျပျက်စီးခဲ့တာကိုမြင်ရတော့အယံခံစားရပါတယ်။ကျွန်တော်တို့ကကူညီပေးမယ်ဆိုပေမဲ့အားလုံးကိုမလွှမ်းခြုံနိုင်ပါဘူး။အလို့ရှင်တွေလည်းပူးပေါင်းကူညီပေးကြဖို့မျှော်လင့်ပါတယ်လို့ဂျပန်နိုင်ငံ Leafu Architect Company Limited ကတာဝန်ရှိသူတဦးကပြောပါရတယ်။အဆိုပါဂျပန်ကုမ္ပဏီက Instant House တွေကိုဂျပန်နိုင်ငံမှာသာမကတော့ လက်တလုံးမှာတရကီနိုင်ငံမှာအင်အားပြင်းငလင်လှောက်ခတ်မှုအပြီးမှာလဲကုညီတိဆောက်ပေးခဲ့တယ်လို့သိရပါဗျ။မြန်မာနိုင်ငံမှာဆောက်လုပ်ပေးမဲ့ instant house တွေမှာမိသားစုဝင်5ဦးကနေ9ဦးအထိနေထိုင်နိုင်ပြီးအကျဉ်အဝန်15ပေ16ပေခန့်ရှိကြောင်းအဆိုပါ instant house တွေဟာငလင်တန်အသင့်သူတွေနေထိုင်နိုင်မှုအတွက်အသင့်သုံးနေထိုင်နိုင်တဲ့နေအိမ်တွေဖြစ်ကြောင်းအလွယ်တကူရွှေ့ပြောင်းတည်ဆောက်နိုင်ကြောင်းသိရပါတယ်။